ဂိမ်းရဲ့အစမှာငငယ်တုန်းကတွေ့ခဲ့ဘူးတဲ့ငယ်ချစ်ဦးကောင်မလေးကဘသူလဲအလုံးမင်းမင်္ဂလာပါ Entropy Gaming ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးသွားမယ့်အကြောင်းအရာလေးတွေကတော့မြို့ထဲမှာရှိတဲ့အလှပကင်း9ယောက်အကြောင်းပဲဖြစ်ပါတယ်ဂိမ်းချိန်3နှစ်အတွင်းမှာအဲ့ဒီတွေကတယောက်ကိုရအောင်လက်ထပ်ရမှာပါမဟုတ်လို့ရှင်တော့သူ့အတွင်းနဲ့သူလက်ထပ်သွားပါလိမ့်မယ်ခေါင်းကြီးတို့အတွက်ကတော့ဂိမ်းထဲမှာ2ယောက်လက်ထပ်လို့မရပါဘူး ါဆိုလို့ရှိရင်ကျွန်တော်ရဲ့ချစ်သူလေးကနေအရင်ဆုံးစလိုက်ရအောင် black and white နံပါတ်1ကာယံကာယံကစူပါမတ်ကပ်ပိုင်ရှင်သမီးလေးဖြစ်ပြီးတော့မိန်းကလေး9ယောက်ထဲမှာအဟောဆုံးလို့ပြောရမယ် ိမ်နဲ့အမြဲဆန့်ကျင်ပေမဲ့ရင်းချက်တယ်အရာရာကိုတိတ်ပြီးတော့ဂယူးဆိုင်လေးမရှိဘူးပြီးတော့ဒီဘက်ခေတ်ကောင်မလေးတွေလိုပဲအရသမားလေးအစုံနဲ့ကကျွမ်းကျင်ပြီးတော့တဦးရဲသောသမီးမို့လို့မြို့မှာအလုံးမရှိဘူးစောင်း55ရက်နေ့ဟာကာရဲရဲ့မွေးနေ့ဖြစ်ပြီးတော့မှဝိုင်းရတော့သူမရဲ့အကြိုက်ဆုံးပဲဖြစ်ပါတယ်ကံကောင်းတာကာရန်ကြိုက်တဲ့အစားအစာ6မျိုးထဲမှာမှာ ဝိုင်းတစ်မျိုးပဲလွယ်လွယ်ကူကူရလိုပါပဲတခြားသောပီဇာပေါကွန်ဖရိုက်ဆာရှီမီနဲ့ချောကလက်တွေကတော့ဟင်းချက်နီးရှိမှသာ ရနိုင်မှာမလို့ပါမွန်ဒရော့ဖလာဝါပန်းကိုအရင်ကြိုက်ပြီးတော့တခြားပန်းတွေကိုသိပ်ပြီးတော့သဘောမကျပါဘူး grip juice ကတော့လုံးဝမကြိုက်ပါဘူးသူမမကြိုက်တာပေးမိလို့ရှင်စိတ်ဆိုးပါလိမ့်မယ်သူမကိုလက်မထပ်ဘူးဆိုလို့ရှိရင်တော့ risk ဆိုတဲ့ချက်ချံအကောင်နဲ့ယူသွားမှာပါ။ကောင်မလေးရဲ့အချစ်ကိုမြင်မြင်ရဖို့ကတော့ why များများပေးမှရပါလိမ့်မယ်။ ။သူမရဲ့မွေးနေ့မှာပေးမယ်ဆိုလို့ရှိရင်ပို့ပြီးတော့ကောင်းပါတယ်။ကာယန်ရဲ့အသေးအားအပြာရောင်အစ်စ်မှာ Montreal Flower Pan မျိုးစေ့လေးကိုလာပြီးတော့ပေးလိုက်မယ်။အဲ့ဒါလေးကို channel မှာစိုက်ထားရပါမယ်။ကာယံကိုတွေ့နိုင်တဲ့အချိန်နဲ့နေရာတွေကနေသားလေးရက်တွေမှာမနေ့၈နာရီကနေ10နာရီခွဲအထိဟာစူပါမားကတ်ရှိမှရှိပါတယ်။နေ့လယ်10နာရီကနေ6နာရီအထိဟာစူပါမားကတ်အတွင်းမှာရှိပြီးတော့မှည9နာရီခွဲကနေ10နာရီအထိမိုးရွာတဲ့ရက်ကလွဲလို့ကမ်းခြေမှာအမြဲရှိပါတယ်။ စူပါမားကတ်ပိတ်တဲ့အင်္ဂါနေ့မှာတော့နေ့လယ်တနာရီခွဲဆိုလို့ရှိရင် ရေပူစမ်းကိုရောက်လာပြီးတော့မှညနေ၄နာရီမှပြန်ပါတယ်။မိုးရွာမယ်ဆိုလို့ရှိရင်တော့တိကုတ်သမားအိမ်ထဲမှာပဲရှိပါလိမ့်မယ်။ည9နာရီခွဲကနေ10နာရီအထိရတော့ဘာမှတောက်ဖို့ရောက်နေပါပြီ။တနင်္ဂနွေနေ့ညလည်းသူမရှိပါတယ်။ကမ္ဘာလေးတွေကတဲ့ပွဲ Goddess Festival ပြီးတဲ့အချိန်မှာဆိုလို့ရှိရင်တော့ကာရန်ကဘာမှရှိနေမှာပါ ီနေရာမှာတခုရှိတာကောင်မလေးအသေးကသေးနေတဲ့အချိန်နေမှာဆိုလို့ရှိရင်ကိုဘသားကိုသွားရှာမှာဖြစ်ပြီးတော့မှအသေးကြီးလာတဲ့အခါသူမကပွဲပြီးတာနဲ့အတူတူသွားဖို့ခေါ်မှာပါနမနေအလီအလီလေးကသူနာပြူလေးဖြစ်ပြီးတော့ချစ်စရာကောင်းပြီးတော့အယမ်းကိုကျင်နာတတ်တဲ့ကောင်မလေးပေါ့မိဘတွေမရှိတော့ဘဲနဲ့အဖွားနဲ့မောင်လေးနဲ့အတူတူနေပါတယ်မြို့မှာသမင်တူတူညက်တာသူမတယောက်ပဲရှိပြီးတော့လူတိုင်းကိုအမြဲကူညီပေးတတ်ပါတယ်မကောင်းတဲ့အချက်မရှိတဲ့ perfect girl လေးပေါ့ ွေဦးသချောင်းရဲ့နေ့ဟာအလီလေးရဲ့မွေးနေ့ဖြစ်ပြီးတော့သူမကပန်းမျိုးစုံကိုကြိုက်နေတတ်ပါတယ်အစားအစာအနေနဲ့ဟာခရမ်းကျင်သီး sauce ကိုကြိုက်ပြီးတော့လက်ကောက်နဂတ်စတဲ့ရန်နာတွေကိုလည်းကြိုက်နေတတ်ပါတယ်မိမပီသားတာပေါ့နော်တတုရိုင်းတွေကိုတော့မကြိုက်ပါဘူးတကယ်လို့သူမကိုလက်မထပ်ဘူးဆိုလို့ရှိရင်တော့ဆေးကန်းပိုင်ရှင်ဆရာဝန်နဲ့ယူသွားမှာပါ။အော်မလေးရဲ့အချစ်ကိုမြန်မြန်ရဖို့ကတော့ပန်းတစ်မျိုးပဲရှိပါတယ်။သူမရဲ့မွေးနေ့မှာပေးမယ်ဆိုလို့ရှိရင်ပို့ပြီးတော့ကောင်းပါတယ်။ အလီရဲ့အသေးဟာအပြာရောင်အဆင့်မှာဆိုလို့ရှိရင်သူမကိုယ်တိုင်လှုပ်ထားတဲ့အသားညက်ပါမုတ်ကို၃ရက်တိတိမီးစမ်းဖို့လာပြောပါလိမ့်မယ်။အဲ့ဒီနေ့လယ်ပိုင်း channel မှာမနေလို့ရှိရင်အဲ့ဒီ events ကလွဲချော်သွားမှာပါ။အလီယိုတွေ့နိုင်တဲ့အချိန်နဲ့နေရာတွေကတော့ပိတ်ရက်ကလွဲလို့အချိန်ပြည့်စေကန်းမှာပဲရှိပါတယ်။စေကန်းပိတ်တဲ့ဗုဒ္ဓဦးနေ့ဆိုလို့ရှိရင်မနက်9:45နာရီကနေနေ့လယ်တနာရီအထိအိမ်ထဲမှာရှိပါလိမ့်မယ်။နေ့လယ်တနာရီ40ကနေပြီးတော့မှညနေ4:00နာရီအထိဟာစူပါမားကတ်မှာရှိပြီးတော့ ညနေ၄နာရီ၄၅ကနေပြီးတော့9နာရီအထိအိမ်ထဲမှာပြန်ပြီးတော့ရှိပါလိမ့်မယ်။ကမာလေးတွေကတဲ့ပွဲ Golden Festival ပြီးရဲ့အချိန်မှာဆိုလို့ရှိရင်တော့ Elia တောင်ပေါ်ရေကနားမှာရှိနေမှာပါ။နံပါတ်3 Popuri Popuri ကဂိမ်းဆော့ရဲ့လူတွေကြားမှာရေပန်းစားတဲ့အထည်ကိုပါတယ်။ Popuri ကကလေးဆန်နဲ့မရင်ကျက်ဘူးအရာလုံးကိုချစ်တက်ပြီးတော့ငိုလဲကြီးလွယ်တယ်။စစ်ချံပိုင်ရှင်ဖြစ်ပြီးတော့မှလက်ရှိမှာ သူမရဲ့အမေအကိုတို့နဲ့အတူတူနေထိုင်ပါတယ်။ သူမရဲ့အဖေကသူမအမေခံစားနေရတဲ့ယောဂါကိုကုသဖို့လိုအပ်တဲ့ခန္ဓာရပန်းပွင့်ကိုရှာဖို့အတွက်ယောဂါကနေထွက်သွားပါတယ်။ပေါ်ပူရီကနားလေရခက်ပေမဲ့သူမအကြောင်းကိုသိလာလေလေပို့ပြီးတော့ချစ်လာလေလေဖြစ်မှာပါ။သူမရဲ့အရေးချင်းကတော့ငိုတာပါပဲ။ပေါ်ပူရီကနွေရာသီ၃ရက်နေမှာမွေးပြီးတော့မှမြို့မှာရှိတဲ့မိန်းကလေး၅ယောက်ထဲမှာအငယ်ဆုံးလေးဖြစ်ပါတယ်။ပေါ်ပူရီကအရာတော်တော်များများကိုကြိုက်လို့သူမရဲ့အချစ်ကိုမြဲမြဲရဖို့ကအရန်ကိုလွယ်ကူပါတယ်။ အဲအောင်ကြောင်ပန်းကျဲဦးပြုံးနဲ့ပြားရီတို့ကတော့သူမရဲ့အကြိုက်ဆုံးပဲဖြစ်ပါတယ်။တတုရိုင်းတွေကိုတော့တိမ်မကြိုက်ပါဘူး။တကယ်လို့သူမကိုလက်မထပ်ဘူးဆိုလို့ရှင်နွေရာသီမာမမျိုးကိုစိုင်လာဖွင့်တဲ့ကင်ဆိုတဲ့ကောင်နဲ့ယူသွားမှာပါ။ကောင်မလေးရဲ့အချစ်ကိုမြန်မြန်ရဖို့ကတော့တွေးသမျှအကုန်ပေးနိုင်ပါတယ်။သူမရဲ့မွေးနေ့မှာပေးမယ်ဆိုလို့ရှင်ပို့ပြီးတော့ကောင်းပါတယ်။ အပူရီရဲ့အသေးအားအပြာရောင်စစ်မှာကြက်ဥတလုံးလာပြီးတော့ပေးပါလိမ့်မယ်။အဲ့ဒီကြက်ဥကိုအကောင်ဖောက်ပြီးတော့မှပပူရီဆိုတဲ့နာမည်လေးကိုပေးလိုက်မယ်ဆိုလို့ရှိရင်တော့အသေးအားအစ်စ်နေတိုးလာမှာပါ။ပပူရီကိုတွေ့နိုင်တဲ့အချိန်နဲ့နေရာတွေကတော့နေ့စဉ်မနက်6:00နာရီကနေ9:00နာရီအထိကြက်ချက်ထဲမှာရှိပါတယ်။9:45နာရီကနေမနက်10:00နာရီအထိကရေပူစမ်းမှာရှိနေပြီးတော့မှမိုးရွာတဲ့ရက်တွေဆိုလို့ရှိရင်သူမရဲ့အိမ်ထဲမှာပဲရှိနေမှာပါ။မနက်10:45နာရီကနေညမောင်တဲ့အထိကကြက်ချက်ထဲမှာပြန်ရောက်နေမှာပါ။ တင်းငူနေနေဆိုလို့ရှိရင်မနက်9:00နာရီခွဲရနေနေ့လယ်10:00နာရီအထိဟာဖျားเจ้าမှာရှိပြီးတော့မှအဲ့ရနေမှာညနေ9:00နာရီခွဲထိဟာရွာလယ်ကွင်းမှာရှိနေမှာပါမိုးရွာရင်တော့သူမမလာပါဘူးကမလေးတွေကတဲ့ဘွဲ Godet Festival ပြီးတဲ့အချိန်မှာဆိုလို့ရှိရင်တော့ပေါ်ပိုရီယာကန်းချီကိုရောက်နေမှာပဲဖြစ်ပါတယ်ဒီနေရာမှာအကြံဉာဏ်လေးတစ်ခုကိုဖြစ်ပြီးတော့ပြောရမယ်ဆိုလို့ရှင်အခုပြထားတဲ့ကောင်မလေးတွေရဲ့သူတို့ကြိုက်တဲ့ပစ္စည်းမကြိုက်တဲ့ပစ္စည်းတွေကကျွန်တော် ုံမှာပြထားတာထက်အများကြီးရှိနေပါသေးတယ်။ပြမယ်ပစ္စည်းရအရင်ကိုများတာကြောင့်မလို့အကျန်းဖြင်းသဘောလောက်ပဲပေါ်ပြပေးလိုက်ရပါတယ်။နံပါတ်၄ and အင်္ဂါစားတောက်ဆိုင်ပိုင်ရှင်ရဲ့သမီးလေးဖြစ်ပြီးတော့အမေဖြစ်သူမရှိတော့တဲ့နောက်ပိုင်းမှာသူ့အဖေနဲ့အတူတူစားတောက်ဆိုင်လုပ်ငန်းကိုလုပ်ကင်ကြပါတယ်။တွန်ပွိုင်းလေးဖြစ်ပြီးတော့တက်တက်ကြွကြွနဲ့ပျော်ပျော်နေတတ်တဲ့ကောင်မလေးဖြစ်ပါတယ်။ပေါ်တော်တော်နေတတ်တဲ့လူတွေကိုကူညီတတ်တဲ့အပြင်တခါတရံအသေးမောကိစ္စလေးတွေကိုဒေါသထွက်တတ်တာလေးတွေကလွဲလို့ အရန်ကိုချစ်စရာကောင်းတဲ့ကောင်မလေးပါပဲတန်ရှင်းရင်းနဲ့အချက်ပြုတ်ကျွမ်းလို့အချက်ပြုတ်ပြိုင်ပွဲမှာဆိုလို့ရှိရင်အမြဲအနိုင်ရသူလေးပါအရင်မွေးနေ့ကနိုရသည်18ရက်ဖြစ်ပြီးတော့ရေပူဆိုင်ကကြက်ဥပြုတ်ကိုအရန်ကြိုက်ပါတယ်။ပန်ဒီကိတ်ရေခဲမုတ်စတဲ့မုတ်အချို့တော်တော်များများကိုလည်းကြိုက်နေတတ်ပါတယ်။အန်ကတခြားမိန်းကလေးတွေလိုပဲတတ်ထူရိုင်းတွေကိုတော့မကြိုက်ပါဘူး။သွားပေးရင်စိတ်ဆိုးပါလိမ့်မယ်။သူ့ကိုလက်မထပ်ဘူးဆိုလို့ရှိရင်တော့ clip ဆိုတဲ့အလုံးမရှိတဲ့ကောင်နဲ့ယူသွားမှာပါ။ ကမာလီရဲ့အချစ်ကိုမြင်မြင်ရဖို့ကတော့ no ကျက်ဦးပြောင်းမှုနဲ့ပန်းများများပေးမှရပါလိမ့်မယ်။သူမရဲ့မွေးနေ့မှာပေးမယ်ဆိုလို့ရှင်ပို့ပြီးတော့ကောင်းပါတယ်။အန်ရဲ့အသေးအာအပြာရောင်အစ်စ်မှာသူမစီကိုကျက်ဦးသုံးလုံးကိုသုံးရက်တိတိယူလာပေးဖို့ပြောပါလိမ့်မယ်။အဲဒီတော့ပတ်စံရမှာပါ။နောက်ထပ် events တစ်ခုကအန်ရဲ့မွေးနေ့ကိုနွေရာသီ18ရက်နေ့မှာအမြဲကျင်းပပြီးတော့သူမရဲ့မွေးနေ့မတိုင်မီနွေရာသီ10ရက်နေ့23ရက်ကြားထဲမှာစာတိုက်ပုံးတွေကိုဖိတ်စာရောက်နေပါလိမ့်မယ်။ ူမရဲ့မွေးနေ့ကိုသွားတဲ့အခါအသေးအဆင်တိုးလာပါလိမ့်မယ်။အန်ကိုတွေ့နိုင်တဲ့အချိန်နဲ့နေရာတွေကတော့နေသားရဲ့ရက်တွေမှာဆိုလို့ရှိရင်မနက်6နာရီကနေ9နာရီအထိတိုင်တောက်ထဲမှာရှိမယ်။မနက်9နာရီခွဲကနေ10နာရီအထိဟာရေပူစမ်းမှာရှိနေပြီးတော့မှအဲ့ရနေမှာညအထိဟာဆိုင်မှာပဲပြန်ရှိနေပါလိမ့်မယ်။ဘိုးရွာရဲ့ရက်တွေမှာဆိုလို့ရှိရင်မနက်9နာရီခွဲကနေ10နာရီအထိဟာ ဆိုင်ရဲ့အနောက်ထဲမှာရှိနေမှာပါအဲ့ဒီအချိန်မှာဆိုလို့ရှိရင်သွားရှာလည်းမတွေ့နိုင်ပါဘူးကောမလီကရဲ့ပွဲ Golden Festival ပြီးတဲ့အချိန်မှာဆိုလို့ရှိရင်တော့ N ကရေတံခွန်နားမှာရှိနေမှာပါနမငါမေရီမေရီကမြို့မှာရှိတဲ့မိန်းကလေး၅ယောက်ထဲမှာပေါ်ပူလာမဖြစ်ဆုံးမိန်းကလေးပေါ့မေရီကမြို့မှာရှိတဲ့စာကြည့်တိုက်မှာအလုပ်လုပ်ပါတယ်အရင်ရှက်တတ်တဲ့ introvert လေးဖြစ်ပြီးတော့မျက်မှန်လေးနဲ့စာကြိုးမလေးပါပဲ မေရီယာမြို့ကိုပြောင်းလာတာမကြသေးပဲမိဘတွေနဲ့အတူတူနေထိုင်ပါတယ်မေရီယာအရန်ကိုကျင်နာရရောတက်ပြီးတော့လူတွေကိုကူညီရတာနှစ်သက်တဲ့ကောင်မလေးပါပဲတွေးခေါ်တက်ပြီးတော့ပေါ်ပူလိုပဲတဘာဝကြီးကိုညှနှိုးတက်တဲ့မိန်းကလေးပဲဖြစ်ပါတယ်မေရီယာမွေးနေ့ကစောင်းရသည်20ရက်ဖြစ်ပြီးတော့မှဆေးပင်နေမှုလေးတွေကိုကြိုက်နှစ်သက်ပါတယ်မြင့်မြင့်ထမင်းစတဲ့အစားအစာတွေအပြင်အစိတ်ရှိတဲ့မှုပေးမယ်ဆိုလို့ရှိရင်တော့မှကြိုက်တတ်ပါသေးတယ် ။ introvert တယောက်ဖြစ်လို့မကြိုက်တဲ့အရာတွေကိုတော့မပြောပြတတ်ပေမဲ့လည်းမကြိုက်တဲ့အရာတွေကလည်းရှိနေပါသေးတယ်။သူမကိုလက်မထပ်ဘူးဆိုလို့ရှိရင်တော့ gray ဆိုတဲ့ဘဘဲဘွားအဖိုးကြီးရဲ့မြီးနဲ့ယူသွားမှာပါ။ကော်မလေးရဲ့အချစ်ကိုမြင်မြန်ရဖို့ကတော့မှုန်နဲ့ပန်းများများပေးမှရပါလိမ့်မယ်။သူမရဲ့မွေးနေ့မှာပေးနိုင်မယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ကောင်းပါတယ်။မေရီရဲ့အသက်ဟာအပြာရောင်အစ်စ်မှာတစ်ပြက်လွန့်တဲ့ဘရင်ကြီးဆိုတဲ့စာအုပ်ကိုနှားလိုက်ပါလိမ့်မယ်။အဲဒီစာအုပ်ကိုအရန်ကြိုက်တဲ့အကြောင်းပြောလိုက်မယ်ဆိုလို့ရှိရင်အသက်အစင်ကတိုးလာပါလိမ့်မယ်။ မေရီယိုတွေ့နိုင်တဲ့အချိန်နဲ့နေရာတွေကတော့နေ့စဉ်မနက်7:00နာရီကနေညနေ4:00နာရီအထိအားစာကြည့်တိုင်းမှာရှိမှာဖြစ်ပြီးတော့မှပြန်တဲ့အချိန်တွေကတော့ဒီမရဲ့အိမ်ထဲမှာပဲရှိမှာပါစာကြည့်တိုင်းပိတ်တဲ့တနင်္လာနေ့မှာတော့မနက်7:00နာရီကနေ10:00နာရီအတွင်းတောင်ပေါ်မိဘတွေနဲ့တူတူလာပြီးတော့နေ့လယ်10:40နာရီကနေညနေ4:00နာရီအထိအားစူပါမားကတ်မှာရှိပါလိမ့်မယ်ကောင်မလေးတွေကတဲ့ပွဲ God of Festival ပြီးတဲ့အချိန်မှာဆိုလို့ရှိရင်တော့ Maria တောင်ပေါ်ကပန်းနေပွင့်တဲ့နေရာမှာရှိနေမှာပါ ီနေရာမှာစကားဖြတ်ပြောရမယ်ဆိုလို့ရှိရင်ဒီကောင်မလေးတွေရဲ့မွေးနေ့ဟာကျွန်တော်တို့ဂိမ်းဆာမှာရွေးချယ်လိုက်တဲ့ကျွန်တော်တို့မွေးနေ့နဲ့တွားပြီးတော့တိုက်ဆိုင်နေခဲ့မယ်ဆိုလို့ရှိရင်ကောင်မလေးတွေရဲ့မွေးနေ့ဟာပြောင်းလဲသွားမှာပဲဖြစ်ပါတယ်။ပြောင်းလဲသွားမယ့်နေ့တွေဟာကာယန်95ရက်နေ့ကနေ18အဲလီနှွေဦး16ရက်နေ့ကနေ20ပေါ်ပူရီနှွေရသည်3ရက်ကနေ10ရက်နေ့ and နှွေရသည်18ရက်နေ့ကနေ22ရက်နေ့ mary ဆောင်းရသည်20ရက်နေ25ရက်ကိုပြောင်းသွားမှာပါကော်မလီရဲ့အချစ်ကိုမြန်မြန်ရနိုင်ဖို့ bonus အနေနဲ့ကတော့ဆောင်းရသည်24ရက်မှာကိုကြိုက်တဲ့ကော်မလီကိုပေးဖို့ပစ္စည်းကိုစူပါမားကတ်မှာပါဆယ်ထုတ်ပြီးတော့25ရက်နေ့ Christmas နေ့မှာပေးရပါမယ်ကောင်မလေးတွေကတဲ့ပွဲ Godna Festival ကိုအတူတူသွားဖို့ကိုကြိုက်တဲ့ကောင်မလေးကိုတရက်ကြိုတင်ပြီးတော့ခေါ်နိုင်ပါတယ်။ပြက်ကွက်ရင်တော့စိတ်ဆိုးပါလိမ့်မယ်။စောင်းရသည်14ရက်နေ့မှာအသေးအပြာရောင်အဆင့်ရှိတဲ့ကောင်မလေးတွေကချောကလက်လာပေးပါလိမ့်မယ်။ အဲ့ဒီအချိန် channel မှာမရှိဘူးဆိုလို့ရှိရင်တော့ကိုထိုင်းနဲ့ကိုပဲကောင်မလေးတွေကိုလက်ဆောင်ပေးတဲ့အခါဒီတိုင်းပေးတာထက်ပစ္စည်းကိုစူပါမားကတ်မှာပါဆယ်ထုတ်ပြီးတော့ပေးတာပို့ပြီးတော့အသေးတက်မြန်စေပါတယ်။နောက်ဆုံးကျွန်တော်တို့အရန်သိချင်နေရဲ့ငငယ်တော့တွေးခဲ့တဲ့ကောင်မလေးကဒီဂိမ်းထဲမှာကျွန်တော်တို့လက်ထပ်လိုက်တဲ့ကောင်မလေးပဲဖြစ်ပါတယ်။အတူတူပဲယူယူသူ့ဘာသူ အလိုလို ဖြစ်သွားမှာပါ။ဂိမ်းချိန်၃နှစ်ပြီးလို့၄နှစ်အစာပိုင်းရောက်တဲ့အခါ တောင်ပေါ်မှာငငယ်ရအမှတ်တရတွေကိုသူမပြန်ပြီးတော့ပြောပြပါလိမ့်မယ်အခုပြောပြပေးခဲ့တဲ့အကြောင်းအရာလေးတွေကတော့ Harvest Moon Back to Nature Game ထဲမှာပါဝင်တဲ့မြို့သူပြိုချောလေးအကြောင်းပဲဖြစ်ပါတယ်ဒီ game မှာနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေရှိနေသေးတာမို့လို့ဗီဒီယိုလေးတွေကိုဆက်ပြီးတော့ကြည့်ရှုပြီးတော့အားပေးကြပါအောင်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ပါပေးတဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးတစ်ခုနဲ့ပြန်တွေ့ပါအောင်မယ်အားလုံးပဲ see you guys You even get to run.